ထိုင်းမြန်မာနယ်စပ်မဲဆောင်မြို့လိုတက်ဈေးဝယ်စင်တာမှာဖွင့်လှစ်ထားတဲ့ဩရစာရွှေဆိုင်ကိုတနက်ဖြန်ပေါ်ပြီးဓမြတိုက်ခဲ့တဲ့အမျိုးသားကိုနှစ်လနီးပါးကြာချင်းမှန်မြို့မှာဖမ်းဆီးနိုင်ခဲ့တယ်လို့ထိုင်းအာဏာပိုင်တွေကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဘန်းငွေလေးလမ်းကြောင်းတန်ဖိုးရှိတဲ့ရွှေတွေတွေကိုယူဆောင်ထားတဲ့အဲ့ဒီထိုင်းမြို့သားကိုချင်းမှန်ဆမ်ဆန်ရက်ကွက်မှာဧပြီ30ရက်ကဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ဖမ်းဆီးမိပြီးနောက်အဲ့ဒီနေ့ကဖြစ်စဉ်တရုတ်ပြတာကိုဒီကနေ့မဲဆောက်လို့တဲ့ဇေဝဆန္ဒမှာရှိတဲ့အဲ့ဒီရွှေဆိုင်မှာပြုတ်လုခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့အဲ့ဒီအထိုင်မျိုးသားကိုဓမြမှုအပြင်လိုင်းစင်မရှိပဲလက်နက်ကင်ဆောင်မှုအများပြည်သူနေရာတွေမှာလက်နက်ကင်ဆောင်မှုတွေနဲ့အမှုဖွင့်လှစ်ထားပြီးတူစီနီးတဲ့ကိုပါကြံရပါအဖြစ်အမှုတွေထားတယ်လို့ထိုင်းသတင်းဌာနကဖော်ပြထားပါတယ်။ဇနီးတဲ့ကိုတော့ရဲတပ်ဘက်ကခြေရခံနိုင်ခဲ့ပြီးတပ်ခရိုင်မျိုးတော်တပ်မျိုးတနေရာနန်လွန်ခရိုင်ခွဲမှာအရင်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ အဒီဖြစ်စဉ်က ပြည်ခဲ့တဲ့မလ2ရက်ည9:20မိနစ်20ခန့်မှာအော်ဒါရွှေဆိုင်ကိုတန်းတန်းနဲ့ဝင်ရောက်လာပြီးရွှေချင်းတရားကြက်တားကျော်ကိုယူဆောင်တွားခဲ့တာဖြစ်ပါတယ်။ကျွလွန်တူထိုင်းပြိုတာဟာဓမြတိုက်နယ်နယ်မှာလိုင်းမဲ့အင်ကြီးဝပြီးတနက်ပြကရွှေဆိုင်ကရွှေတဲတွေကိုအေးစေးတင်ကြီးစွာယူဆောင်တွားတာကို CCTV မှတ်တမ်းတွေအရတင်ပြခဲ့ရပါတယ်ခင်ဗျာ။